အကုံတီဖို့ဆိုတာတရဏကုံအမျိုးအစားလေးမျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ဃာတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓတနေယတေမိငါရဲ့ဘဝ ငါခန္ဓာကိုယ်ဖះအအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကို အနှင်းပြီးတော့ကိုးွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖះမှာတပါအကိုရမရှိဘူးဖះကိုပဲအကိုပါတယ်လို့ အဟံဗုဒ္ဓပရာယနောငါသည်ဖျားပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝုပကမကမဏ ိဋ္ဌဆိုတာတပြိဘာဝဆိုတာအဖြစ်ဥပကမ္မနာဆိုတာကရောက်ခြင်းတပြိခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြိဘုသူရဲ့တပြိတော့ဆိုဖရာတပြိဓမ္မဗုဒ္ဓရဲ့တပြိဓမ္မရဲ့တပြိသံဃာရဲ့တပြိဆိုပြီးတော့တပြိအဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြိအဖြစ်ခံယူလိုက်တာဒါသိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ် ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပလိပုံနာတထေကြီးကတိတ်တဘာဥပကမနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါအဟံဗုဒ္ဓသအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူး90ဟာဖရာပဲလို့ဒီလိုလက်ခံတာ နောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယူသိပေးတာဘယ်သူမှဘယ်ဖျားကမှလက်အုပ်ချီခြင်းအယူသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလဲလက်အုပ်ချီခြင်းအယူသိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ ကိုကိုယ်တာယူသိပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လပ်ပါလိုခြင်းလို့ဖះကိုကိုးကွယ်တာလား ဆရာသမားဖြစ်လို့ဘုရားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုပ်ချမှာမှုကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှာတရဏဂုံတည်တယ်တဲ့ နော်တရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာတက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးခွေမှတရဏဂုံတီးတယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူးကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့ အမျိုးရိုးလိုက် မီယိုးဖလာပေါ့အဲ့လိုမီယိုးဖလာ ကိုးခွေရင်လည်းပဲတရဏကုအစ်စ်မရဘူးညာတိကုလ အာစာရဆရာအနေနဲ့ကိုးခွေလို့ရှင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးခွေလို့ရှင်လည်းမရဘူးဘယကြောက်လို့မကိုးခွေရင် ်သင်ကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏကုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လုံမတရဏဂုံတရားရောက်တယ်လို့ ီလို စာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီသရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာနော်အဲ့ဒီလောကီသရဏဂုံဟာပြည်ပြည်စုံစုံ ဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ဟို ဘယ်နိဗ္ဗာန်တရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖွယ်ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုခြားဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝေရမလဲဆိုတာမသိဘူးနော်တန်တရဟောမဟုတ်ကလားဖះဆိုတာဟောမဟုတ်ကလားဆိုရဲ မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့သတိညာလည်းရှိရမယ်သံတရားလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ